မင်္ဂလာပါခင်ဗျာမင်းပြီးရှယ်ရင်းကကြိုးစိုးပါတယ်ဒီနေ့ကျွန်တော်မျှဝေပေးခြင်းတဲ့အကြောင်းအရာကတော့ပေါင်းနေဆက်ဆိုင်မင်္ဂလာသုံးပါးပဲဖြစ်ပါတယ်ဗုဒ္ဓမြတ်စွာဘုရားကမင်္ဂလာတုတ်တရားတော်မှာအာဒီဝနာစဘာလာလန်ပန်တိတာနေစဒေဝနာပူဇာစပူဇာနေရနဲ့အေးတဲ့မင်္ဂလာမုဒ္ဓမဲဆိုပြီးတော့ဟောကြားခဲ့ပါတယ်အဲ့ဒီပေါင်းနေဆက်ဆိုင်မင်္ဂလာသုံးပါးကတော့နံပါတ်1အာဒီဝနာစဘာလာလန် ူမိုက်တို့ကိုမပေါင်းနဲ့မစည်းခဲ့ရှင်နမန်းနဲ့ပန်တီတန်နေစဒေဝနာပညာရှိလူလိမ္မာတို့ကိုပေါင်းနဲ့စည်းခဲ့ရှင်နမတ်တော့ဘူဇာစဘူဇာနေရနဲ့ဘူဇောတိုက်သူတို့ကိုဘူဇောချင်းတို့ပဲဖြစ်ပါတယ်အဲ့ဒီချက်သုံးချက်ကိုမမိလွယ်စေဖို့အတွက်ဆရာကြီးတကုံဦးထွန်းမင်းကလေကဗျာလေးဝက်တာရှိပါတယ်အဲ့ဒီကဗျာလေးကိုကျွန်တော်ဆိုပြပါမယ်လူမိုက်ဆိုရင်ရှောင်းတွေလွယ်လို့မမိဝဲနဲ့กินအောင်နေ ပညာရှိကိုအရှိသွဲလို့မိဝဲစီကဲနီယူစေသုံးဝရတနာမိပါများလေဆရာဓမ္မကိုပူဇော်လေးကျန်နာကိုပေးဆက်ဆဲရေးမျော်လွေတုံးရဲ့ပေးအဲရာမဗုဒ္ဓဝါဒကဗမင်္ဂလာတွေအလုံးကိုကြီးကြီးတွေ့ပါခင်ဗျာ